မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ကြွယ်ကြောင်သာလဲလုတ်သာကုလီကောင်တစ်ကောင်းဘဝမှာတိန့်တရာခန့်ချမ်းသာ၍မီတင်မောကုမ္ပဏီနဲ့ရှင်ပြန်ခဲ့သည့်တိုင်ဟန်သာစီးပွားရေးလုပ်ငန်းရှင်ဂရိုးကော့နတ်တရေဥနာအောင်အကြောင်းကိုဖော်ပြပေးတော့မှာ ဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတူဒရဝဲရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကိုဒါကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်။ ဥနာအောက်ကိုကောဇာတက်ကရဲ1194ခုနဲ့ကစုံလဆုတ်3ရက်ခရစ်နှစ်1832ခု မေလ18ရက်ကြာသာပတိနေ့တွင်ကရင်ပြည်နယ်ဖအံမြို့နယ်ကော့ကွန်တကြီးအုပ်စုဝင် ခရဲရွာ၌မွေးဖွားခဲ့ပါတယ်။မွေးခြင်း9ရောက်ရှိသည့်အနက်စတုဒ္ဓမြောက်သားဖြစ်ပါတယ်။မိဘများ၏အမိများကိုမှတ်တမ်းများတွင်မတွေ့ရှိရပါဘူး။ ငယ်နမဲအမီရင်းမှာမောင်းအောက်ဖြစ်ပါတယ်။ငယ်စဉ်ကခရဲရွာမက်ကရက်မွန်ဖုံကြီးကျောင်းတွင်မွန်စာပေနှင့်ကရန်းတင်ချာကိုတင်ကြခဲ့ပါတယ်။ဖုံတော်ကြီးကျောင်းတွင်ပညာကိုကောင်းစွာမတင်ကြနိုင်ပေကျောင်းမထွက်ကကျွဲကျောင်းသားနွားကျောင်းသားဘဝဖြင့်ဆင်းရဲသောမိဘနှစ်ပါးကိုကူညီခဲ့ရပါတယ်။လူသားမြောက်သည့်အရွယ်သို့ရောက်ရှိလာသောအခါတွင်မိဘနှစ်ပါးလည်းကွယ်လွန်ပြီးဖြစ်သောကြောင့်ကရိုးကော့နုတ်ရွာနှင့်တဆက်တည်းဖြစ်သောတန်လွေမြစ်ပေါ်ရှိတန်ခပိုင်ရွာရှိအမဖြစ်သူ ဒေါ်ထောကေရှိယာတို့တွားရောက်နေထိုင်ကအမိုက်လက်မြေတွင်လက်သမားအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ထိုတန်ကပိုင်ရွာ၌ပင်မတ်ရွှေမုတ်ဆိုသည့်အမျိုးသမီးနှင့်လက်ထပ်ခဲ့ပြီးလေယာလုပ်ငန်းများကိုလုပ်ကိုင်ခဲ့ပါတယ်။လက်ထပ်ပြီးများမကြမီအချိန်၌ပင်ဇနီးတဲ့မတ်ရွှေမုတ်မှာကွယ်လွန်ခဲ့ပါတယ်။ ဇနီးကွယ်လိုမီနာကိုကော့နဲ့ရွာရှိတထေးကြီးဦးထော်အားထံတွင်အလုပ်ဝင်လုပ်ခဲ့ပါတယ်။ထို့သောဝင်ရောက်အလုပ်လုပ်နေစဉ်မောင်အောင်၏ရောက်ခမတို့က၎င်းတို့၏တမိငယ်မိရွှေမုံ၏ညီမမိရွှေအုံနှင့်လက်ထပ်ပေးခဲ့ပါတယ်။မိရွှေအုံနဲ့ကြာရှည်မပေါင်းလိုက်ရဘဲအမမိရွှေဘုံနေသူညီမမိရွှေအုံလည်းတည်ဆုံသွားကြရာဒုတိယဇနီးတည်ဆုံမိနာကိုရှိသမျှပစ္စည်းများကိုအမကြီးအားအနံငယ်ပြီးတထေးကြီးဥထော်အားထံတွင်ခြေစုံပြည့်၍အလုပ်ဝင်လုပ်ခဲ့ပါသည် တသိကြီးဥတော်အားမှရိုးသားသောမောင်အောင်အားအလौဒမားခေါင်းဆောင်ခံပြီးတက်တော်ကျွိုင်းတို့မိမိလူယုံဖြစ်နေစေလို့ရတက်လုပ်ငန်းကိုလုတ်ကင်စေခဲ့ရာမောင်အောင်လည်းတသိကြီးအလိုကြအသက်စာရှိရှိဖြင့်လုတ်ကင်ဆောင်ရွက်ပေးသည်ဖြင့်အတော်ဆုံးနှင့်အသက်စာအရှိဆုံးအလौဒမားခေါင်းဆောင်ဖြင့်အတိမတ်ပြုကစုငွေများချီးမြှင့်ကသူကောင်းပြုခဲ့ပါသည် အလုတ်စ조사မှုစီကံရှိမှုတို့ကြောင့်ပစ္စည်းဥစ္စာများစုဆောင်းမိလာကတတရမြောက်ဇနီးဖြင့်မိဂျာဦးနှင့်လက်ထပ်ထိမ်းမြခဲ့ပါသည်မိဂျာဦးနှင့်လက်ထပ်ထိမ်းမြပြီးနောက်တွင်စုဆောင်းထားသောငွေများဖြင့်တထေကြီးဦးထော်အားထာမှချေယူထားသောငွေရင်းနှီးဖြင့်တထေကြီးဦးထော်အားထာမှအလုတ်ခွဲထွက်ကမိမိကိုယ်ပိုင်တက်လုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့ပါသည်ထို့အချိန်၌အင်္ဂလိပ်အစိုးရနှင့်ကယင်းအစိုးရတို့တက်တော့ပိုင်ဆိုင်မှုအတွက်အချင်းဖြစ်ပွားရာကယင်းနယ်တွင်တက်လုပ်ငန်းများလုပ်ကိုင်နေသောဥနာအောက်ကို ိုတထေးဥထော်နဲ့မှား၍ဖမ်းဆီးခဲ့ပါတယ်။အမှုစစ်ဆေးပြီးသောအခါလူမမှန်သည့်၍ပြန်လွတ်ပေးခဲ့ပါတယ်။ထို့အပြင်ကရင်နီနယ်၌လည်းတစ်လုံငန်းလုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။ဥနာအောက်၏တစ်တစိမ့်မှာ၃လုံးဖြစ်ပြီးထိုတစိမ့်ကိုမှတ်ပုံတင်ကမိမိပိုင်တစ်တော်မှတစ်များကိုရင်းတစိမ့်ခတ်နိုင်ခဲ့ပါတယ်။ တစ်ထုလိုရေစခန်းမှာကော့နဲ့ရွာရောက်တစ်တလုံးအတွက်ကုန်ကြစိတ်ငွေသည်ငွေတင်းက20ဖြစ်ကမော်လမြိုင်တွင် ရောင်းရသောဈေးနှုန်းမှာငွေတင်းက60တရာထိရောင်းရသဖြင့်ထိုနှစ်ဥမာပင်ဥနာအောက်သည်စုစုပေါင်းအမြတ်ငွေ10သိန်းခန့်ရရှိခဲ့တယ်လို့သိရှိခဲ့ရပါတယ်။ဥနာအောက်ဟာတစ်လုံငန်းများအပြင်အင်္ဂလိပ်စစ်သားများထံမှအိန္ဒိယဝစ်စားများကိုဝယ်ယူကာအငှားထမ်းသမားများကိုခေါ်ယူခဲ့ပြီးကြားပြီနဲ့ ကနရဝရီလွန်ကောပေါ်လခဲကျဲပိုးကြီးငွေတောင်နဲ့နောင်ပလဲတို့တွင်တွားရောက်ရောင်းချခဲ့ရမှလည်းအမြင့်ငွေများရရှိခဲ့ပါတယ်။ ဥနာအုပ်အသက်40ကျော်အရွယ်တွင်တတရဇနီးတဲ့ဒေါ်ကြောင်ဥမာလည်းကွယ်လွန်ခဲ့ပြန်ပါတယ်။တတရဇနီးတဲ့ကွယ်လွန်ပြီးတွင်အမျက်ငွေ70သိန်းဖြင့်တစ်ထိုးလို့ရေးလုပ်ငန်းကိုတိုးချက်ကတန်လွင်မြေအရှိဘက်ရိုးရီယာထိုင်းပြည်နယ်တွင်မဲဟောင်စွန်တစ်တော်ကျွိုင်းကိုအခွန်ဆောင်ပြီးမိမိကိုယ်တိုင်ကြီးကြပ်၍စင်ပေါက်အစီး40နှင့်တစ်ထိုးလို့ရေးလုပ်ငန်းကိုလုပ်ကိုင်ရာအမျက်စွန်များစွာရလာခဲ့ပါသည်။ မေအောင်စွန်အစ်တော်ကိုတူဖြစ်သူဇနီးမကြဥပမာနိုင်ထွန်းရင်နဲ့နိုင်တွတ်တို့အားစင်းစည်း46စီးနဲ့ကြီးကျက်စေခိုင်းပြီးမိမိမာမူရှမ်းပြည်ရှိမောင်းမဲအစ်တော်နဲ့ကယားပြည်နယ်ရှိဖားဆောင်အစ်တော်ကိုဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ဥနာအောက်တီအစ်တော်လုပ်ငန်းတွင်များစွာအောင်မြင်မှုရရှိပြီးနောက်ကော့နဲ့ရွာတို့ပြန်လာသောအခါတွင် ချစ်ဒီကလာနဲ့ဘာဘူးကလာများသည်တိုင်းရင်းသားများဖြစ်ကြသောတောင်သူလယ်သမားများအားပတံမဆသောအတိုးနှုတ်ဖြင့်ငွေချေးပြီးသွေးဆုပ်ချဲလဲနေသည်ကိုတွေ့မြင်ရသဖြင့်ထိုချစ်ဒီကလာနဲ့ဘာဘူးကလာများကိုတိုက်ရန်အတွက်ငွေတို့ချစားခြင်းနဲ့စပားရောင်းဝယ်ရေးလုပ်ငန်းကိုတိုးချက်ဆက်သက်လုပ်ကံခဲ့ရာအစပိုင်းတွင်အရှုံးပေါ်ခဲ့တော်လဲလူယုံတော်ဥငယ်ကြီးစူးစမ်းမှုကြောင့်နောက်ပိုင်းတွင်ထပ်မံအောင်မြင်ခဲ့ပါသည်အခြေကြီးမုတ်ဆိုးဘူဥနာအောက်ကမမိဖြူကမိမိစတုဒ္ဓမြောက်ဇနီးအဖြစ်ထိမ်းများ က်ထပ်ခဲ့ပါတယ်။ထို့နောက်တွင်ဥနာအောက်ဟာစကော့တလန်နိုင်ငံဂလာစကိုမြို့ရှိ Mackie Investor Company ထံမှသင်္ဘောများနဲ့စက်ပစ္စည်းများကိုဥရွှေလေးအားဆေးလို့၍မှာကြားဝယ်ယူစေခဲ့ပါတယ်။ထို့ကုမ္ပဏီမှနှစ်ထပ်သင်္ဘော80နဲ့တစ်ထပ်သင်္ဘော20ဝယ်ယူခဲ့ရာကျပ်ငွေ၄သိန်း9000ကျရှိခဲ့ပါတယ်။ တင်မောလွန်တင်ရအတွက်တင်မောချင်းကိုမုဒ္ဓမမြို့စီစုံရနိုင်တိဆောက်ခဲ့ပြီးထိုတင်မောချင်းသည်တက်ကြွေ1262ခုနှစ်တွင်တိဆောက်ပြီးပြီးကုန်ကြစိတ်မှတသိန်းကျော်ကုန်ကြခဲ့ပါသည်ဥနာအောင်ပိုင်ဆိုင်သောတင်မောများမှာတအောင်ဆက်ကြနှစ်အောင်မင်္ဂလာ၃အောင်တက်၄အောင်သိန်း၅အောင်ဒီပါ၆အောင်တီတာခုနှစ်အောင်မင်္ဂလာဖြစ်ပြီးထိုတင်မောများမှာနှစ်ထပ်တင်မောများဖြစ်ကတစ်ထပ်တင်မောများမှာ တဲ့အောင်စရာနဲ့နှစ်အောင်နေပါဟုအမိပေးခဲ့ပြီးနောင်တွင် အောင်ခေမနဲ့အောင်မန်းကို၍အတီးတီးပြောင်းလဲမဲ့ခေါ်ခဲ့ပါတယ်။သေမောင်များ၏ကိုယ်တိုင်နှင့်အမိုးများကိုငပြောညွတ်အယောင်ဆေးချထားပြီးသေမောင်၏ပြောင်းနိုင်များကိုအညိုရောင်ခံထား၍အဖြူရောင်ဖြင့်ရစ်ပတ်ထားပြီးသေမောသားအလုံးတို့သည်တိုင်းရင်းသားများဖြစ်ကြပါသည်။ထိုသေမောင်များသည်တန်လွင်မြေဂျိုင်းမြေနှင့်အထယံမြေများတွင်ပြေးဆွဲခဲ့ကြပါသည်။ သင်္ဘောကများကိုအင်္ဂလိပ်ပိုင်း EAWRI ကုမ္ပဏီကသင်္ဘောကများထက်လျှော့ပေါ်စေပြီးဖုံတော်ကြီးရှင်သာမဏေတိလရှင်လူအိုနှင့်ကလေးငယ်များအားအခမမျိုးပဲနိဗ္ဗာန်ကရုအဖြစ်သတ်မှတ်ခဲ့ပါတယ်။သင်္ဘောစည်းကကိုထိုစင်ကပြည်တွင်းရေချောင်းတည်ယူပို့ဆောင်ရေးလုပ်ငန်းကိုလဝကြီးအုပ်ထားသောအင်္ဂလိပ်တို့၏ EAWRI Florida ကုမ္ပဏီကြီး၏တဝက်တစ်ချက်မှရှိပဲ ထို့မှလေးပဲနှစ်ပဲတပဲလျှော့ချ၍နောက်ဆုံးတွင်အခချင်းဝင်မြူပဲခီးတဲ့များကိုမျက်နှာတုပ်ပေါ်တထဲစီအလကားပေးသည့်အထိစီးပွားရေးအရာ ရှင်ပြိုင်ခဲ့ပါသည်။လေးနှစ်ကြာတွင်မိသင်မောကိုစင်းကို6သိန်းဖြင့် ARR Flotilla တို့ရောင်းချခဲ့ပြီးလုပ်ငန်းများကိုရပ်တန့်ခဲ့ပါသည်။ဥနာအောက်သည်1240ခုနှစ်တွင်မန္တလေးမဟာဝိသုဒ္ဓရုံကျောင်းတိုင်း၌ပရိယတ်တိစာပေများကိုလေ့လာသင်ကြားနေကြသောမွန်ဆရာတော်ဥပညာဓမ္မကို ကော့နယ်ရွာတွင်ပြည်ရတိစာသင်တိုက်ဖွင့်လျင်မန္တလေးမှကော့နယ်ရွာသို့ပင့်ခဲ့ပါသည်ဥပညာဓမ္မခေါ်ဥပဇင်းမိုးသည်ပြည့်ရတိစာပေပြင်ခေပညာဖြစ်သော အင်္ဂလိပ်မြန်မာတက္ကဒစသောစာပေများကိုလည်းတက်မြောက်သူဖြစ်ကမန္တလေးမြို့တွင်1239ခုနှစ်မှ1240ခုနှစ်တည်ပြည့်ရတိစာပေများကိုတင်ကြားခဲ့သူဖြစ်ပါသည်ဥပညာဓမ္မကိုဥထော်အားဒေါ်ခမနာဥထွန်းကျော်ဒေါ်မိထော်ဥနာအောင် ဒေါ်ဘူးတထေးကြီး၃ဦးတို့ကပစ္စည်းလေးပါတိုင်းကခံယူပြီးကော့နံရွာသို့ပင်ပယ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဥနာအောင်နဲ့ဥထော်အားဥထွန်းကျော်တို့ကမွန်ပရိယတ္တိတာသနာကိုအားပေးလိုသဖြင့်ကော့နံရွာတွင်စာသင်္ဌာကြီးဖွင့်လှစ်လိုသောကြောင့်ဇာသပင်เจ้าမစာသင်္ဌာအပါ60ကျော်ကိုကော့နံရွာသို့ပင်ကစာသင်တိုက်ကိုစတင်ထူထောင်ခဲ့ပါတယ်။ ဥနာအောက်သည်ဆရာတော်ဥပညာဓမ္မ၏အကြံပေးချက်အရမန္တလေးနေပြည်တော်ရှိအရေးချင်းနှင့်ပြည်စုံသောပကြီးပပုစသောပညာရှင်များကိုခေါ်ကာလက်ကျိတ်ရှိစုဝတ်တစောင်းကိုစောက်လုပ်ခဲ့ပါသည် ထိုတစောင်းတွင်ကနုတ်ပန်းနှင့်မှန်စီရွှေချလက်ရာများမှာပထမတန်းလက်ရာဖြစ်ကအတွင်းမိုင်းနံရံများတွင်ပကြီကားများစွာရုပ်လုံးရုပ်ကြွားဗဟုယုတ်များဖြင့်ဂေါရမမြတ်စွာဘုရားပြိတ္တရေယူကမ်းမှစ၍ပြိနိဗ္ဗာန်စံတော်မူကန်းဓာတ်တော်မွေတော်ဝေကန်းတိုင်ဗုဒ္ဓဝင်ဇလန်းများကိုထည့်သွင်းခဲ့ပါသည်အတွင်းမိုင်းနံရံတွင်လည်းရုပ်လုံးရုပ်ကြွားဗဟုလက်ရာများဖြင့်မနူဟာမင်းအနောထာမင်းနှင့်ကျန်စစ်သားမင်းတို့၏အထုပ်ပတ်တီများကိုထုလုပ်ထားပြီးထိုတစောင်းကို1164ခုနှစ်တွင် ွင်ရေးဆက်ချလှူဒန်းခဲ့ပါတယ်။ရင်းနောက်ဘုံဆက်နှစ်ဒီပင်ကရာဝတ်တဆောင်ကိုတိဆောက်လှူဒန်းခဲ့ပြန်ပါတယ်။ထိုဝတ်တဆောင်တွင်ပင်စီတစ်ခုတည်းတသားထဲမှရသောကျုံးသားဖြင့်မြတ်စွာဘုရားရတ်တော်မူဆင်းလူနှစုထုလုပ်ခဲ့ပါတယ်။အမြင့်ပေ20၊မြေဆိုင်20ပေ၊စုစုပေါင်းပေ40ရှိပါတယ်။ အတွင်းနိုင်ငံများတွင်လည်းရုပ်လုံးရုပ်ကြဗဟုလျာများဖြင့်ဇန်တိပတ်တော်များကိုထုလုပ်ထားကာအပြင်နိုင်ငံများတွင်မဟောဒရာဇတ်တော်ကိုပကြီးဖြင့်ရေးဆွဲခဲ့ပါသည်။ထို့နောက်1269ခုနှစ်တွင်ရဟန်းတန်ဃာတော်များဥပုသောက်တည်နိုင်ရန်အတွက်မဟာဝိဇ္ဇာတိန်တော်ကြီးကိုလည်းတိဆောက်လှူဒန်းခဲ့ပါသည်။တိန်တော်ကြီးကျန်းငယ်နိုင်ငံများမျက်နှာကျတကားတိုင်းစသည်တို့ကိုအကောင်းဆုံးကျွမ်းသားများဖြင့်ပြုလုပ်ထားသဖြင့်ယခုတိုင်အောင်တည်သားများမှာကောင်းမွန်နှုံးမင်းဖြစ်ပါသည်။စရီတော်ကြောင်းနှင့် င်းအတူရေးဆက်ချလှူဒန်းခဲ့သောစီရီကြီးကိုလည်းအထူးထပ်မံတိစောက်လှူဒန်းခဲ့ပြီး နှစ်စဉ်တကူးလာတကြံရက်များတွင်ဇက်ပွဲ၊လှေပွဲ၊လက်ဝေပွဲနှင့်ကပွဲမျိုးစုံတို့ဖြင့်ခုနှစ်ရက်ခုနှစ်ညတိုင်တိုင်ဖျားပွဲကိုကျင်းပခဲ့ပါသည်။ထို့နောက်စူတောင်းပြေစီဒီနီးတွင်ဝုဒဇောင်းတဇောင်းကိုစောက်လုံလူတန်းခဲ့ပြီးတဇောင်း၏အမိုးနံရံပေါ်တွင်ဥနာအောက်၏ကောင်းမှုကုသိုလ်ဖြစ်သောအဆောက်အုံများ၏ရုပ်ပုံများကိုပကြီးရေးဆွဲပြီးမှတ်တမ်းတင်စေခဲ့ပါသည်။ပရီယတီစာပေများကိုလေးလာသေးချာနေကြသောကုန်းနှင့်ကျောင်းမှတန်ဃာတော်များနှင့်ရှင်သာမဏေများအတွက်တကြံသုံးရက်တွင်စာပြန်ပွဲ ဲကျင်းပါစေပြီးကြမ်းလိုက်အာကုန်ပြန်နိုင်သူရဟန်းနှင့်ရှင်သာမဏေများအားငွေရင်းကားစုရပြန်အားပေးထောက်ပံ့လှူဒန်းခြင်းများကိုလည်းပြုလုပ်ခဲ့ပါတယ်။ထို့သောကောင်းမှုပြုစဉ်ဇနီး W တယောက်ကွယ်လွန်ခဲ့ပါတယ်။ W သေဆုံးပြီးနောက်ပြစ်စမမြောက်ဇနီးဖြစ်သူဒေါ်ငိမ့်မင်းနဲ့လက်ထပ်ခဲ့ပါတယ်။ဥနာအောက်၏အမည်ရဲမှာဥအောက်ဖြစ်ပြီးအလौဒ္ဓမများကရိုသေလေးစားသဖြင့်အနိုင်အောက်ဟုခေါ်ရမှဖြည်းဖြည်းချင်းဥနာအောက်ဟုအမည်တွင်လာတယ်လို့သိရှိခဲ့ရပါတယ်။အနိုင်မှာမိုးစကားဖြစ်ပြီးမြန်မာ ါလိုဘာကြီးဟုအတိပဲရပါတယ်။ဥနာအောက်တွင် သားသမီးများ မထွန်းကားခဲ့သောကြောင့်အမွေခံများအဖြစ်ဥမှုန်ကိုတက်လုပ်ငန်း၊ဥထွင်ကိုစံဆက်လုပ်ငန်း ဥရွှေလေးကိုတင်မွန်လုပ်ငန်းစသဖြင့်အမွေများကိုစနစ်တကျလွှဲအပ်ခဲ့ပါတယ်။ကျွဲချောင်းသားလဲလုတ်သားကုလီခေါင်းတစ်ခေါင်းဘွားမှာတိတ်တရာခန့်ချမ်းသာ၍မြန်မာပြည်၌မိသိမောကုမ္ပဏီနှင့်ရှင်ပြန်ခဲ့သည့်ဖျားဒါရကဂရုကော့နန်တထေးဥနာအောက်ဟာတက်ကရေ1295ခုနှစ်နေုံလဆုပ်၁၂ရက်မိုးလွယ်၁၂နာရီ35မိနစ်အချိန်အသက်၈၁နှစ်အရွယ်တွင်ကွယ်လွန်ခဲ့ပါတယ်။ဥနာအောက်၏အလောင်းကို ခုနှစ်ရက်ခုနှစ်ညထားကနေ့စဉ်လှူဒန်းကြုံမွေပြီးခုနှစ်ရက်ပြည့်သည့်နေ့တွင်တကြိုခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုစုတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကိုတာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါစေရှင်။